C B Ben in ne nizoma shinibare ho mereya tata wa kha nizoma C B Ben a tin ne nizoma shin nizoma C B Ben shi နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲတွေမှာနိုင်ငံကိုယ်စားပြုအဆင့်အသင့်ဝင်ရောက်ရှင်းပြနိုင်ဖို့တစ်နှစ်ကိုပြိုင်ပွဲနှစ်ပွဲကျင်းပနေတဲ့ မြန်မာနိုင်ငံစကိတ်စီအားကစားဝါသနာရှင်များအသင်းကမန္တလေးမှာပထမဆုံးစကိတ်ကစားနည်းစက်တမျိုးကိုဒီဇင်ဘာ29 28မှာကျင်းပခဲ့ပါတယ်။ Junior Kid Jam, Inline Open Chancellorum, Skateboard စတဲ့ကစားနည်းတွေနဲ့ပြိုင်ပွဲကျင်းပခဲ့ပြီးအသုံးပြုဖို့ပေးထားတဲ့ပစ္စည်းတွေနဲ့ခုံပြန်အလှပြကစားရတဲ့ Aggressive Jam ကစားနည်းကိုပါပထမဆုံးအကြိမ်ဖြစ်63လမ်းနဲ့42လမ်းက Lucky Aero Skate ကွင်းမှာကျင်းပခဲ့ပါတယ်။စကိတ်ကစားနည်းတွေနိုင်ငံတကာမှာပေါ်ပြူလာဖြစ်နေသလို မြန်မာပြည်မှာလက်စကိတ်စီးသူတွေများလာတာကြောင့်နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲအတွက်အဆင်သင့်ဖြစ်နေဖို့နဲ့ကစားနည်းတွေနဲ့ယင်းနီကျွမ်းဝင်စေဖို့ကျင်းပတာဖြစ်တယ်လို့စကိတ်အသင်းကဆိုပါတယ်။ကစားနည်းတွေအားလုံးကနိုင်ငံတကာမှာပေါ်ပြလာလဲဖြစ်နေတယ်။လက်ရှိမြန်မာပြည်မှာလည်းစီးတဲ့လူဦးရေတဖြည်းဖြည်းနဲ့များလာပြီးဖြစ်ပါတယ်။နိုင်ငံတကာနေပြီးတော့မြန်မာနိုင်ငံကိုစားပြုညာခေါ်ခဲ့လို့ရှိရင်အရင်ကခေါ်ဘူးတာလည်းရှိပါတယ်။ခေါ်ခဲ့လို့ရှိလို့ရှိရင်ဒီကစားနည်းတွေကနေပြီးတော့ပြိုင်ပွဲတွေကိုသွားပြိုင်မဲ့ကစားသမားတွေ မြန်မာနိုင်ငံနိုင်ငံလေရေးစင်အနေနဲ့ထုတ်ချင်တဲ့အတွက်ကြောင့်ဒီကစားနည်းကိုထည့်သွင်းခြင်းမှခြင်းဖြစ်ပါတယ် aggressive jump ပြိုင်ပွဲမှာတော့မန္တလေးဒေသခံ9လေးကပထမရခဲ့ပြီး skateboard မှာတော့ရန်ကုန်ကပါဝင်ရှင်ပြိုင်တဲ့ဝေယံကပထမရခဲ့ပါတယ် aggressive ပြိုင်ပွဲအတွက်ဗီဒီယိုဖိုင်တွေကြည့်ပြီးလေ့ကျင့်ခဲ့ရသလိုတန်းတွေပေါ်မှာအလှပြခုံရတာကြောင့် bow skate ကနေပြောင်းပြီးလေ့ကျင့်ခဲ့တာလို့9လေးကပြောပါတယ်ဖိုင်မှာရှင်ပြိုင်ဖို့ sponsor ရခဲ့တာမို့မြန်မာပြည်မှာလေ့ကျင့်ခွင့်ရှာပြီး ပစ္စည်းမစုံလို့ထိုင်းကိုတလကြိုသွားပြီးလေ့ကျင့်ရမယ်လို့ဆိုပါတယ်။ဒီစကိတ်ကိုပြောင်းလာမကြသေးဘူး။အရန်ဝါနာပါလို့ဗီဒီယိုဖိုင်လေးကြည့်ကြည့်ပြီးတော့မှချင်းကျင်းမိတော့မှဒီဆိုရတယ်ဒီဆိုရမယ်လို့လဲဆော့ပိုင်းမထင်သာဘူးကိုကွန်းကိုဆိုအသာတိလို့ကျွန်တော်ရတယ်လို့ပဲထင်ရတယ်ဟိုအရင်ကျွမ်းလို့တော့မဟုတ်ပါဘူးဒါပေမဲ့အခုဒီအဝဲပြင်းကျွန်တော်ထိုင်းနိုင်ငံသွားမယ်သွားဖို့သူစပွန်ဆာပေးထားတယ်အဲ့တော့လဲဆက်လက်ကြိုးစားပါဦး နိုင်ငံမှာဆိုရင်တော့သူဟိုကျင့်ရတဲ့ပစ္စည်းစုံနေပြီးလို့ရှိရင်ကျွန်တော်အဓိကပြိုင်မယ်ဆိုတာက training ကိုကျွန်တော်ဆယ်ရက်မှာပို့ပြီးရှိတယ်။အဲလိုသွားပြီးရတယ်ကျွန်တော်လည်းပြင်ရတော့ရမယ်လို့ထင်ပါတယ်။ skate ပြန်စီးတာ၃နှစ်ရှိပြီးရန်ကုန်ကနေတပတ်လောက်ကြိုလာပြီးလေ့ကျင့်ခဲ့တဲ့ဝီယန်ကလုံနေကြအကွက်တွေကိုပဲတည်တည်ချာချာလုပ်ပြခဲ့တာကြောင့်ပထမဆုရခဲ့တာလို့ဆိုပါတယ်။သူကတော့ဆုရဖို့မမှန်းထားခဲ့ဘူးလို့ဆိုပါတယ်။ ရန်ကောင်နေတပတ်ပေါ်တပတ်လောက်ဂျူလာတယ်လာပြီးတော့ဒီမှာကွင်းကိုအသားကြောင်စီးရဲစီးပြီးတော့ကျင့်တယ်ပေါ့ဗျာအမတေချာကိုရားတဲ့အွက်တွေရအောင်အလိုတေချာပိုင်နိုင်အောင်ကျင့်တယ်ပေါ့ဒီလုံနေကြအွက်ကိုပဲတေချာလေးတော့လုတ်တာပေါ့ဗျာအော်အဲ့လိုလုတ်ပြီးတော့ပထမစီးရတာအော်ကျွန်တော်လည်းမမှန်ဟောက်ရတော့ရင်မရတော့ဘူးပဲပြန်ဒါမဲ့ရတော့ဝိုင်းတာပေါ့